ကျွန်တော်ကြတော့ဘယ်လိုဖြစ်ဆိုတော့အဲတရေတစ်စီကိုယုံတယ်ဒါပေမဲ့ဟိုပြဿနာကကျွန်တော်အဲတရေစီကိုမကြောက်တတ်ဘူးမကြောက်တတ်တော့မကြောက်တတ်ဘူးဆိုတာကအဲကြောက်ချင်လို့အဲဟိုပါဗောနော်ဟော်ရာဖလင်ကိုရိုက်တာအစီတရေနနာပါဝါကုံလုံးမြင်နေရတယ်ဟိုသူများကြောက်နေတာကိုမြင်တဲ့ခါကျရင်လည်းအဲ့လိုကိုကပျော်တတ်တဲ့အချင်းရှိတယ်တင်တဲ့အပတ်တိုင်းမှာကျွန်တော်အဲပြည့်တဲ့ကြားလဲသွားကြည့်ပြီးတော့သူတို့တွေအော်ရာကိုပြုံပြုံကြီးကြည့်ပြီးတော့အဲအောင်မြင်မှုကိုခံစားချင်ပါတယ်ဟုတ် ပန်ဒိုရာရွေးရှင်ကားကြီးကတော့ဒီဟိုပါပေါ့လေ2024မှာတော့ညမင်္ဂလာရိုက်ပြီးတော့ကျွန်တော်ဒုတိယမြောက်အနေနဲ့အဲရိုက်မယ်ကားဆိုပြီးတော့စဉ်းစားတဲ့အချိန်မှာပေါ့လေပထမအဲမဖန်တီးကင်မှာဒီညမင်္ဂလာ အဲဟိုဟာပေါ့နော်ဟိုဟာ view တွေကိုအဲ comment တွေကိုတတိထားပြီးတော့ကြည်တော့တို့တွေကညမင်လာကြတော့ဟာတာလေးပါတယ်ပေါ့နော်အဲ့ဒါပေါ်မှာတို့တိတ်ပြီးတော့ဟိုသဘောကြတဲ့ပြိတ္တလည်းရှိဆိုသဘောမကြတဲ့ပြိတ္တလည်းရှိရပေါ့နော်အဲ့တော့ဒါပေမဲ့သဘောကြတဲ့ပြိတ္တတွေအတွက်ကြတော့ညမင်လာနဲ့လုံလောက်ပြီပေါ့နော်အဲ့အတွက်သဘောမကြတဲ့ပြိတ္တတွေအတွက်ဒီကားမှာတော့လုံးဝဟာတာမပါဘဲနဲ့ horror စစ်စစ်ကိုပဲဥသာပေးပြီးတော့ဖန်တီးမယ်ဆိုတဲ့စိတ်နဲ့အဲလေဖန် စဉ်းစားရင်းနဲ့လည်းဒီပန်ဒိုရာကိုဖန်တီးပစ်တာပါဟုတ်ကဲ့ဟိုဒီထဲမှာဆိုတော့ကာရိုက်တာပေါ့နော်အခုကမင်းမြို့နေရာဖြစ်တဲ့ PT ရဲ့ကာရိုက်တာရဆိုလို့ရှိရင် ရင်တကယ်တော့သူကအဲ့လေတရေတစင်မြင်ရတဲ့ကာရီတာပေါ့နော်အဲ့ကာရီတာကိုကျွန်တော်ကအဲ့လိုအရင်တုန်းကဆိုရင်စဉ်းစားတဲ့အရင်ဇညွန်းနေရေးတုန်းကဆိုရင်စဉ်းစားတဲ့ပုံစံကတော့အရင်ရိုးရှင်းနေပေါ့နော်ဒီခါတော့သူအဲတစင်တရေမြင်နေဆိုတဲ့ဟာကိုနည်းနည်းဆန်းဆန်းပြပြလေးဖြစ်ချင်တယ်ဖြစ်ဖြစ်နေဆာဟာကိုလစဉ်းစားရင်လည်းအဲ့လို traditional တွေကအဲဘယ်ဟာရှိမလဲပေါ့နော်အဲ့လိုလေးလိုက်လေးလိုက်လည်း YouTube တွေရှောက်ကြည့်နေတယ်မှာဖြာလိုက်နေဆိုတာလေးကိုတွေ့သွားတွေ့သွားတော့အဲ့လိုလေးကိုနည်း ဆိုလို့ရှိရင်တော့အဲ့ဒါပို့ပြီးတော့ထူးခြားမယ်ထင်လို့အဲ့ဒါဖြားလေးနဲ့ကလေးကိုဖန်တီးဖြစ်တာပါဟုတ်ဒိဗျာနုရဲလို့ပဲပြောအောင်လားမသိကျွန်တော်ကြတော့ဘယ်လိုဖြစ်ဆိုအဲတရေတစ်စီကိုယုံတယ်ဒါပေမဲ့ဟိုပြဿနာကကျွန်တော်အဲတရေစီကိုမကြောက်တတ်ဘူးမကြောက်တတ်တော့မကြောက်တတ်ဘူးဆိုတာကအဲကြောက်ချင်လို့အဲဟိုပါဗောနဟော်ရာဖလင်ကိုရိုက်တာဒါပေမဲ့အဲ့လိုကိုကမကြောက်တတ်တော့အဲ့လိုကိုကအဲအဲ့ အဲဒီဟိုပါလေအဲဖြားလိုက်တဲ့ဖလင်ကိုရိုက်တဲ့နေရာဆိုလို့ရှိရင်အဲ့လိုနည်းနည်းတရေ6တယ်လို့အဲ့လိုပေါ့နော်ကြားဘူးနားပါရှိရနေရဒါပေမဲ့ကျွန်တော်တို့ကမဟုတ်သူ့ပိုင်း6 6မြောက်6တာတော့ပေါ့သူတို့အလုပ်ပေါ့နော်ရိုက်เสียရတော့ကိုယ့်အလုပ်ပေါ့အဲ့တော့ရိုက်เสียကြီးကရိုက်မယ်ဆိုပြီးတော့အဲ့တော့လေအဲ့ရိုက်နေနေနဲ့လေအတားတွေနေနေကသူကဒီခေါ်တဲ့ကစားနည်းကိုအတိအကျတိုင်းသူတို့ကကစားတာကိုကစားတော့သူတို့ကတော့သူတို့ကတော့အဲ့လိုထိတ်လန့်မှုတွေတော့ရှိတာပေါ့လေရှိရမယ်ကျွန်တော်ကတော့အလိုပေါ့ အဲလိုဂျင်နာကိုပဲရအောင်တောင်းတက်တဲ့အကျင့်ဆိုတော့လေအဲ့တော့6ချင်လေသူ့မှသူဟို6မှာပဲ6ပလေးစီတော့ရိုက်เสียရှိရတာရိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးရိုက်ဖြစ်တာဟုတ်ကြောက်ဘူးဆိုတာကဥမာဆိုအခုချိန်မှာအဲ့လိုပေါ့နော်အဲတင်းချိုင်းကိုမင်းတယောက်တည်းသွားရလားလို့မင်းတော့မသွားရဘူးပေါ့လို့ဘာလို့အဲ့လိုစိတ်6ချမ်းမှုကိုတော့အဲ့လိုဟိုပါပေါ့လေအဲ့လိုကြောက်တယ်ပေါ့လေဒါပေမဲ့အဲ့လိုတရေတစ်စီကိုကြောက်လာဟိဆိုတော့မကြောက်ဘူးဒါပေမဲ့အဲ့လိုဟိုသူများကြောက်နေတာကိုမြင်တဲ့ခါကျရင်လေအဲ့လိုကိုကပျော်တတ်တဲ့အကျင့်ရှိတယ်အဲ့အဲ့အတွက်ကျွန်တော်ဟောတာကကျွန်တော်ရဲ့အဲ့လိုပေါ့နော် favorite genre ထဲမှာပါတယ်ပေါ့နော်အဲ့အတွက်ကျွန်တော် အဲပထမကားကိုလည်းဟော်ရာဒုတိယကားကိုလည်းဟော်ရာပဲဆိုပြီးစဉ်းစားလိုက်တာပါဟုတ်မအောင်ပြရောက်လာပြီထင်တယ်နော်ဘာမှမဟုတ်မှန်ကြည့်ကြည့်ပါဦး အဲကစားနည်းကိုကျွန်တော်ကပထမ YouTube လူတွေကိုအရင်မေးတယ်ပေါ့နော်ကစားဘူးတဲ့လူတွေမှာဒါပေမဲ့တယောက်တစ်ပေါက်စီဖြစ်နေတယ်တိတိကျကျဟိုမသိရဘူးမသိရတော့ YouTube ကြည့်ရောလဲတမျိုးပေါ့နော်ပြီးတော့ Google ကြည့်ရောလဲတမျိုးအဲ့တော့နောက်ဆုံးမှာကအများဆုံးတူတဲ့ဟာကိုစဉ်းစားလိုက်တယ်ဟိုရွေးလိုက်တယ်ပေါ့နော်ဒီလိုဒီလိုပြောတယ်ဆိုတာကအဲ website မှာလည်းဒီလိုပြောထားတယ် YouTube မှာလည်းဒီလိုပြောတယ်အဲ့ဒါဆိုရင်ငါတို့ဒီတိုင်းအတိအကျလုပ်မယ်ဒါပေမဲ့ဖြားလိုက်တဲ့မှာကတခုရှိတာကသူကဘာလဲဆိုတော့အနီးနားမှာယောက်ျားလေးရှိရင်ခေါ်လို့မရဘူးအဲ့တော့ကျွန်တော်ကရိုက်ခွင့်ပေါ်မှာကျကင်မရာမန်ကလည်းယောက်ျားလေးအဲ့လို ครูတွေကအစယောက်ျားလေးတွေများတော့လေအဲ့တော့ခလေးနဲ့ကတကယ်ခေါ်လဲဝင်မှာမဟုတ်ဘူးဆိုတာကျွန်တော်ကအဲ့လိုသိတယ်ဗောလေသိတော့လဲရဲရဲလုံရဲတာဗောနင်းနှခါပြန်ပြေးတင်းတောက်ကြည့်လေမပါပါခေါ်စမ်း အမှန်တိုင်းပြောရရင်တော့ဟိုဗာလေကျွန်တော်ရဲ့စိတ်အရာပေါ့လေကျွန်တော်စိတ်အရာဆိုရင်ကျွန်တော်ကဒီအဲနှစ်ပတ်တည်းသုံးပတ်တည်းရားဖို့ကျွန်တော်ကအဲ့လိုတိတ်ပြီးတော့ဟိုခေါင်းထဲမှာမရှိဘူးမရှိဘူးကျွန်တော်လှုပ်ချင်တာကြတော့ကျွန်တော်ကအဲငါပရိသတ်ကို၆ချက်တယ်သူတို့အားဆိုပြီးကြောက်ပြီးအော်သွားရင်အာကျွန်တော်ရဲ့အောင်မြင်မှုပဲအဲအဲ့အတွက်ဒီကားမှာတော့ဒီကားကပိုးပြီးတော့ရင်ခွန်တယ်ဘာလို့ဆိုတော့ဒီကားမှာ၆တဲ့အစင်းတော်တော်များများကအဲ့လို အဲဟိုပါလို့ခလေးတငယ်တောင်ကြည့်ခုကြည့်ရှုဖို့မတင်လဲလဲထီပေါ့လေအရန်ကျန်းတဲ့အစင်းတွေပါတယ်ပါတော့အဲ့လိုပိတ်တဲ့အဲ့လိုထားအောင်မဲ့ဟာဟိုကျွန်တော်ကအရန်သိချင်တယ်အဲ့တော့ဟိုအဲတစ်ပတ်ပဲရရနှစ်ပတ်ပဲရရသုံးပတ်ပဲရရပေါ့လေကျွန်တော်ကအဲအဲတင်တဲ့အပတ်တိုင်းမှာကျွန်တော်ကအဲပိတ်တဲ့ကြားလဲသွားကြည့်ပြီးတော့သူတို့တွေအော်ဒါကိုပြုံပြုံကြီးကြည့်ပြီးတော့အဲအောင်မြင်မှုကိုခံစားချင်ပါတယ်ဟုတ်နိုဝင်ဘာ28လာမယ့်အဲတောက်ကြနေမှာဒီဒီပန်ဒိုရာဆိုတဲ့ရုပ်ရှင်ကားကြီးက အဲဟိုမြန်မာတပြည်လုံးမှာယုံတင်ပြသတော့မှဖြစ်ပါတယ်အဲ့ဒီအတွက်လည်းအဲလာရောက်ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ပြီးတော့ကြည့်ရှုပြီးတဲ့အခါကျလို့ရှိရင်လည်းအဲဇလန်းရဲ့ဟိုပါဗောလေမြုပ်ွက်ထားတဲ့စပိုင်လာလေးတွေကိုမပြောဘဲနဲ့ဗောနော်ရုပ်ရှင်ရဲ့ဒီကောင်းခြင်းဆိုးခြင်းတွေကိုဝေဖန်ခြင်းနဲ့ပဲမျှဝေပေးပါအောင်ပြီးတော့လည်းဒီပန်တိုကျွန်တော်ရဲ့ဒုတိယမြောက်ရုပ်ရှင်ကပန်တိုရာကိုညမင်္ဂလာတုန်းကလိုပဲအဲ့လိုဗောလေဟိုအုံအုံကြက်ကြက်လေးအပိတ်ကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဟုတ်အားလုံးကျေးဇူးတင်ပါတယ်